ဟိုအဓိကပြောရရင်တော့ပျော်တာပေါ့နော်ဟိုအရင်တည်းကလည်းအားပေးခဲ့တဲ့ဟိုဒီမမီးတယောက်လည်းဖြစ်တယ်ပြီးတော့ကိုစင်ကြီးအမတယောက်လည်းဖြစ်တယ်ဆိုတော့မမျိုးအနီးကနေရကလည်းရမ်းပျော်ရှင်ပြီးပါတယ်စိတ်လည်းလှုပ်ရှားပါတယ်တော့ဟုတ်ဟုတ်ကျွန်တော်တို့ဒီ28ရက်နေ့မှာပေါ့နော်တချင်းလေးအစ်စ် performance လေးရောပါမယ်ပေါ့နော်ဆိုတော့ အားလုံးအတွက် entertain ဖြစ်မယ်လို့ထင်တယ်ကျွန်တော်မလုပ်ဘူးတဲ့ပုံစံလေးပါတော့ကျွန်တော် project ကတော့အများအားသော performance ကိုပို့ပြီးတော့မှအသားပေးရဖြစ်တဲ့လူတွေအားလုံးအတွက်ပို့ပြီးတော့ entertain ဖြစ်မဲ့ပုံစံလေးကျွန်တော်တို့ပြင်ဆင်ထားတဲ့နော် we are project k မှာပါရရေးခွန်တန်းဆိုတော့ဟိုဟာအရင်ပြောရပါတော့ကျွန်တော်တို့အမတ်တရတွေအများကြီးရပါဟိုဘယ်လိုပြောမလဲထင်တော့မထင်တော့ဒီလောက်ထိအမတ်တရတွေအများကြီးရမယ်လို့ကျွန်တော်ရဲ့ကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေနဲ့လည်းဘယ်လို project ကြီးနဲ့အတူတူအမတ်တရတွေလည်းရှိသလိုကျွန်တော်တို့ရဲ့ member ချင်းချင်းလည်းအမတ်တရတွေလည်းအများကြီးပဲရှိရပါတော့ဟိုရင်တော့ကကျွန်တော်တို့ရှိခဲ့တဲ့ပြောကြအချိန်လေးတွေကိုပြန်ရရပါတော့အဲ့တော့အရင်မဲ့အမတ်တရဖြစ်တယ် ဟာဒီစီတီလေးမှာတော့ကျင်းပပါတော့ဘောနော်အဲပထမဆုံးပြောချင်တာတော့အခွေတွေမြင်ရမှာပါလိမ့်မယ်ဆိုတော့ဘာလို့လဲဆိုတော့ဘောနော်လုံးဝအာကျွန်တော်ဆုံးတဲ့ family နဲ့အလုံးဝ family လို့ဖြစ်နေဆိုတော့ပြီးတော့ဒီလူတွေကလည်းဘောနော်ကနားဒီအဲ့လိုရင်းနှီးပြီးသားလူတွေဆိုရတော့ဗျာအခုအများနဲ့ကိုယ်မှလည်းအဲ့လိုကျွန်တော်ကဆက်ဆက်နာနာပြန်နေလို့ပတ်နေကြဘူးလေအဲ့လိုပြန်ကြည့်ရင်သိမယ်ဘောင်းဆော်လေကျွန်တော်ကိုနိုင်ကပင်လည်းပြန်ပြီးတော့ကြည့်ချင်တယ်ဘောနော်ကျွန်တော်က member အကုန်လုံးလည်းပြန်ပြင့်မဲ့ချင်ရောအရင်စောင့်တယ်အရင်မဲ့ပြန်ကြည့်ချင်တယ်ဘာလို့လဲဆိုတော့ ပြိသက်တွေလည်းကျွန်တော်ပြောလိုက်ရင်လည်းအကုန်လုံးပေါ်ကုန်လိမ့်မယ်။ဟုတ်သော်အရင်ပြောစရာကောင်းတယ်ရတာစုံတယ်ပေါ့နော်။သူချတာသူက reality show ပေါ့နော်။ဘာမှအဲ့လိုဇလန်းစင်ထားတာမဟုတ်ဘူး။ပြောရတဲ့စကားတွေကအစားအလိုဘာပြောပါဘာပြောပါမရှိဘူး။ဒီ on set ပေါ်မှာမှာရက်ကူးတဲ့ချိန်ကျမှမင်းတို့ဒါဒါဒါလောက်မှာဟာဟင်ဟာတွေပါဖြစ်ပြီးတော့အဲ့လိုလောက်ရတာမျိုးဆိုတော့အရင် reality ဖြစ်တယ်လို့ပြန်မှန်းကြတာဆိုတော့ ရှော့ရက်ဒီမှာဆိုရင်ပေါ်ပေါ်ရပါဆွဲတဲ့လူတွေကဆွဲရှင်သက်စာမေးလို့မရမယ်ဟိုအခိုက်တက်လေးပေါ့နော်ခုနကကိုပြောလို့ပဲအဓိကကျွန်တော်တို့နဲ့ကျွန်တော်ရဲ့ game လေးတွေ fan လေးတွေကဘယ်လိုမျိုး relationship လဲဆိုတော့ဒီလိုမျိုး romantic center တွေ dating မျိုးတွေချာကျွန်တော်တို့ကအခွင့်အရေးပုံများအာဝေချောင်းသိရင်ပူချက်သွားမှာပေါ့ချစ်တယ်ပူတိုးသွားမှာတကယ်ပါအခုတော့ David Mi season 2မှာပေါ့နော် David project ခင်နေနဲ့ပါဝင်ခွင့်ရတာတကယ် အကျေးဇူးများကြီးတင်တယ်ဘာလို့လဲဆိုတော့အခုလို game နေနဲ့ကျွန်တော်တို့နေရဟိုအရင်လိုထိတွေ့ခွင့်နေရတယ်ဘာတိတ်မရှိရကြပြီအခုကျတော့လုံးဝအရင်လိုလည်းမဟုတ်ပဲနဲ့တော်တော်နီးစက်စက်နဲ့ဂိမ်းနေဆော့ကြရတယ်တူတူပျော်ကြရတယ်အမတရအချိန်တွေအတူတူဖြတ်တန်းခဲ့ရဖြစ်တဲ့အတွက်ဘေးဝဲမီကိုလည်းအရင်ကျေးဇူးတင်တယ်ပြီးသွားတော့ကိုင်းနေပါလေနောက်ထပ် comeback event လာပြီးရော family တင်ရတော့တေချာပါလို့လုပ်မှာပေါ့နော်အခု loss ရတော့ event လည်းနည်းနည်းတော့လုံးမယ် single song လေးတွေကို online release တွေလုပ်ဖို့ပဲကျွန်တော်တို့အားစိုက်နေပါတော့ ပြီးတော့ဒီ28ရက်နေ့မှာကျွန်တော်တို့ new song တပုတ်ထပ်မယ်ပေါ့နော်ကျွန်တော်တို့ project ကြီးရဲ့ညီနေချပုံစံလေးမဟုတ်တဲ့ theme လေးနဲ့ဟင်းအရင်ကစကားရမှာစကားရမှာဟိုအဓိကပြောရင်တော့ပျော်တာပေါ့နော်ဟိုအရင်တည်းကလည်းအားပေးခဲ့တဲ့ဟိုဒီမင်းမီးတယောက်လည်းဖြစ်တယ်ပြီးတော့ကိုစီနေရာအမတယောက်လည်းဖြစ်တယ်ဆိုတော့နေမျိုးအနီးကနေရာကလည်းအရန်ပျော်ရှင်မှုပါတယ်စိတ်လည်းလှုပ်ရှားပါတယ်တော့ဟုတ်ငွေကြေးတွေလည်းဖြစ်ကြတယ်နော်ဆက်သွားရ မင်းလားချင်းလေးအစ်စ် performance လေးရောပါမယ်ပေါ့နော်ဆိုတော့အားလုံးအတွက် entertain ဖြစ်မယ်လို့ထင်တယ်ကျွန်တော်တို့ပုံစံလေးပါတော့ကျွန်တော်တို့ project ကတော့အမြဲတမ်းတော့ performance ကိုပို့ပြီးတော့မှအသားပေးရဖြစ်တဲ့ကတော့လူတွေအားလုံးအတွက်ပို့ပြီးတော့ entertain ဖြစ်မဲ့ပုံစံလေးကျွန်တော်တို့ပြင်ဆင်ထားတဲ့အကတွေလည်းတခြားပြင်ဆင်ထားပါတယ်လို့အဲကြရင်လည်းကျွန်တော်တို့ရဲ့ preset တွေအားပေးနေစောင့်မျှော်နေတဲ့လူတွေလည်းအဲလုံအောင်ချိန်ရမယ်လို့ထင်တယ်ပေါ့နော် Música